မင်္ဂလာပါဒီနေ့မှာတော့မုတ်တုံမူလာတာနဲ့စိုက်ပျိုးရေးနှစ်တစ်ကိုစတင်စိုက်ပျိုးကြမယ်ဦးစီးတို့အတွက်စိုက်ပျိုးတူတာမေလာကိုဖော်ပြပေးလိုက်ရပါတယ်အပင်စိုက်ပျိုးကြတော့မယ်ဆိုရင်ဒေတာအလိုက်ယာတိလိုက်တင့်တော်တဲ့တင်းနံမျိုးဆိုတာရှိပါတယ်။ယာတိမရွေးနေရမရွေးစိုက်ပြိုးနိုင်တယ်ဆိုပေမဲ့လေချစ်ထုံမှုကကွာခြားမှုရှိပါတယ်။မူရတိမှာဆိုလို့ရှိရင်တင်းနံအများစုကစိုက်ပြိုးဖြစ်တော့မှာတယ်။ ပဲစင်းကောင်တိနံကမိုးရတီမှာစိုက်ပြုတ်တင်ပါလေ။မက်ပဲ၊ကလပ်ပဲစတဲ့ပဲမှုစုံတိနံချိုးဟာစောင်းရတီမှာပဲဖြစ်တော့ပါလေ။စပါ၊နှမ်းလင်း၊စီမင်းချီဝါနဲ့ပဲဒီစိန်တိနံတို့ကမိုးချိုရတီမှာလဲစိုက်ပြုတ်ဖြစ်တော့ပါလေ။ဒေတာအလိုက်ရာတီအကြိုက်တဲ့တိနံကိုစိုက်ပြုတ်မှသာကြီးထွားဖွံ့ဖြိုးမှုကောင်းပြီးမြင့်မာတဲ့အထွတ်နှုန်းကိုရရှိနိုင်မှာပဲဖြစ်ပါလေ။ဆိုတော့တိနအထွက်တူဖို့အတွက်လိုအပ်တဲ့အချက်လက်များကိုပြပြပေးစမှာနေအဲ့ဒါကတော့ စိုက်ပျိုးမြေပေါ်မှာလည်းမူတည်ပါတယ်။ပြီးတော့မိုးရွာသွန်းမှုအချက်ကောင်းမျိုးမြို့တက်မျိုးစီမြေတွင်အဆိုတက်နဲ့အပင်ဥယျာဉ်ဆက်ခင်းမြေပြုပြင်ထားခြင်းရှိမရှိထည့်သွင်းပေးတဲ့မြေဩဇာပိုးမွှားယောဂာနဲ့ပေါင်းရက်တို့ပေါ်မှာမူတည်မိခိုးနေတာပဲဖြစ်ပါတယ်။ စိုက်ပျိုးမြေလို့ပြောလိုက်မယ်ဆိုလို့ရှိရင်စကားတိနံကမြေဆေးမြေမှာဖြစ်ထွန်းပါတယ်။ယာတိနံအများစုကတော့နှုံးမြေ၊တင်းနှုံးမြေမှာဖြစ်ထွန်းပါတယ်။စီမင်းစီဝါတိနံကတော့မြေဆေးဆန်နဲ့နှုံးမြေမှာဖြစ်ထွန်းပါတယ်။နေချာတိနံကမြေဆေးလိုမျိုးမြေတွင်းအစိုးချက်ထိမှုကောင်းတဲ့မြေမှာဖြစ်ထွန်းပါတယ်။အပင်တွက်လိုအပ်တဲ့အာဟာရဓာတ်တွေနဲ့အော်ဂနစ်ပစ္စည်းတွေပါဝင်ပြီးတော့အလွယ်တကူရေထုတ်နိုင်တဲ့မြေကယာတိနံတွေကိုပုံမှန်ဖြစ်ထွန်းစေပါတယ်။စပားအပါဝင်တိနံအလုံးကတူညီတဲ့အချက်တစ်ခုကတော့ ညီစီဩဇာထပ်တန်တဲ့မြေမှာဖြစ်ထွန်းလာပဲဖြစ်ပါတယ်။မူနေခြင်း၊မူမြခြင်းဟာရာသီဥတုဘေးဖြစ်တဲ့ပေမဲ့လည်းမူလဝတအခြေအနေပေါ်မူတည်ပြီးတော့ကြော်လာစူးစားကြဖို့လည်းလိုအပ်ပါတယ်။မိုးများလို့ရှိရင်ရေကြီးရေလွှမ်းနိုင်ပြီးတော့အသီးနှံပျက်စီးနိုင်တယ်။မိုးခေါက်မယ်ဆိုလို့ရှိရင်တော့အသီးမှအထောက်နှုံးကိုညှော်နေစေနိုင်ပါတယ်။ ရှားသီးနံကစပားသီးနံလိုမျိုးမဟုတ်တဲ့အတွက်ကြောင့်အပင်ကြီးရေဝတ်မယ်ဆိုလို့ရှိရင်သီးနံအထက်ကိုယောနေနိုင်ပါတယ်ပျက်စီးနိုင်ပါတယ်ဒါကြောင့်မူးခေါင်နံခတ်နိုင်တဲ့မျိုးကိုရွေးချယ်စိုက်ပျိုးဖို့ကလည်းလိုပါတယ်မူးခေါင်ကာလာကြာမြင့်မယ်ဆိုလို့ရှိရင်ဈာထုံဝင်ခြင်းအပင်တန်းချနိုင်သိရွက်တီးအမှိုက်တီးဖောက်ပေးခြင်းတို့ကိုဆောင်ရွက်ပေးရမှာပဲဖြစ်ပါတယ် မိုးများတဲ့ဒေသတွေမှာရာသီးနှံစိုက်ခင်းတွေမှာရေထုတ်မြောင်းကိုကျူတင်ပြီးတော့တူထားတက်ပါတယ်။ဘောင်စနစ်နဲ့စိုက်ပြုတ်မယ်ဆိုရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။မျိုးရွေးချယ်တဲ့နေရာမှာဘဲသီးနှံကိုပဲစိုက်စပ်အထွက်ကောင်းမျိုးကိုရွေးချယ်တက်ပါတယ်။ပင်ကိုအထွက်ကောင်းတဲ့မျိုးကိုစိုက်မှပဲအထွက်ကောင်းနိုင်မှာဖြစ်ပါတယ်အထွက်ကောင်းမျိုးမှာဆိုလို့ရှိရင်တော့တက်လင်မျိုးကိုရွေးချယ်စိုက်ပျိုးတင်ပါတယ်တက်လင်ကိုစိုက်ပျိုးခြင်းအဖြစ် တစ်နှစ်အတွင်းမှာဆိုရင်တတိမကစိုက်ပြိုးနိုင်ပြီးတော့တင်းနံစိုက်စွမ်းအားမြင့်စေပြီးတော့ဝင်ငွေအကျိုးမြတ်တွေလည်းပုံမှန်ရရှိစေနိုင်ပါတယ်။နောက်တစ်ခုတတိထားမယ့်အချက်ကတော့မြူတက်မြူစီဖြစ်ဖို့ပဲဖြစ်ပါတယ်။အပင်ပေါက်နှုံကအနည်းဆုံး80ရာခိုင်နှုန်းတော့ရှိတတ်ပါတယ်။ပိုးမွားရောကအနာစာကင်းတဲ့အောင်မြင်ပြီးတော့ပြည့်ဖြိုးတဲ့မြူစီအစိမ့်စံကြီးဖြစ်တတ်ပါတယ်။ မျိုးစိထုတ်ဆိုင်ပြုမယ်ဆိုလို့ရှိရင်တော့မျိုးတက်မျိုးပွားမျိုးစိ register စီကိုအသုံးပြုရပြီးတော့စားသုံးမယ်ဒါမှမဟုတ်ရောက်ချဖို့အတွက်ပြန်လည်ဆိုင်ပြုမယ်ဆိုလို့ရှိရင်တော့စီးပွားဖြစ်မျိုးတက်မျိုးစိ certified စီကိုအသုံးပြုရမှာပဲဖြစ်ပါတယ်ညီတွေးအစိုးရကလည်းအရေးကြီးပြန်နေပါသေးတယ်အထူးသဖြင့်ရာသီနှံနေမှာပဲဖြစ်ပါတယ် မျိုးစိမြေကြချိန်မှာမြေတွင်းအစုတက်က80ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းထိရှိရန်လိုအပ်ပါတယ်။မိုးရာသီမှာရာသီနှံကိုစိုက်ပျိုးတဲ့အခါမြေတွင်းအစုတက်80ရာခိုင်နှုန်းထက်နေလို့ရှိရင်မိုးရာသွန်းမှုကိုစောက်ဆိုင်ပြီးမှပဲစတင်စိုက်ပျိုးတင်ပါတယ်။အနှစ်ချောရမယ်ဆိုလို့ရှိရင်မိုးရာသီမှာပဲဖြစ်ဖြစ်စောင်းရာသီမှာပဲဖြစ်ဖြစ်မြေတွင်းအစုတက်90ရာခိုင်နှုန်းလောက်နဲ့စိုက်ပျိုးလိုက်မယ်ဆိုလို့ရှိရင်မျိုးစိကဘလောက်ပဲကောင်းနေပါစေအပင်ပေါက်ကတော့ညံ့ဖြစ်တတ်ပါတယ်။ ်ဒီနဲ့အထွက်ကောင်းဖို့ဆိုလို့ရှိရင်နောက်ထပ်လိုအပ်တဲ့အချက်တစ်ခုကအပင်ဥရေပြည့်မီဖို့ပဲဖြစ်ပါတယ်ကြံဘူးပဲမျိုးစိနဲ့စီထွက်သိနေတာယာသီးနဲ့အများစုလိုမျိုးမျိုးစိပမာဏလုံးလုံးလောက်လောက်နဲ့စိုက်ပျိုးနိုင်ပေမဲ့လည်းအပင်ပေါက်ယာပိုင်တော့ဖြစ်စေတတ်နေတဲ့မျိုးကိုစိုက်ပျိုးမိခြင်းမျိုးစိုက်ပျိုးခြင်းမြေဆိုးတဲ့နေပါခြင်းမျိုးစိချတဲ့အတိတ်အနဲ့မမှန်ခြင်းစတဲ့အကြောင်းကြောင့်ကြောင့်အပင်ဥရေပြည့်မှုမရှိသေးဘူးတွေ့မြင်နိုင်ပါတယ်အပင်ဥရေပြည့်မှုမှာလျှော့မှန်းတဲ့အထွက်ကိုရရှိမှာပဲဖြစ်ပါတယ် စဘာသိညာလိုမျိုးမှာကောက်ကွက်အပင်ဥယျာဉ်ပြင်ပြောင်းစိုက်ပျိုးထားဖို့လိုပါတယ်။အပင်ပွားထွက်ရမှာကောက်ကွက်ကျဲလို့ရှိရင်အပင်ပူပွားနိုင်ပြီးတော့စဘာအထွက်ကိုထိခိုက်နိုင်စေမရှိဘူးလို့ယူဆကြလို့မရပါဘူး။ရေနေရေထိုင်ကြောက်ကောက်ပင်အတီပြောက်ရှိပြီးတော့လိုအပ်တဲ့အပင်ပွားဥယျာဉ်နဲ့မတော့အောင်ကောက်ပင်ဖာဖို့ကလည်းလိုပါတယ်။ဒါရိုက်မျိုးစေးချစိုက်ပျိုးခြင်းဒီမှာအပင်ပေါက်ကျဲတဲ့ကွက်လက်တွေမှာအပင်ပေါက်ထူတဲ့နေရာကနေပြီးတော့စဘာပဲရယူပြီးတော့အပင်ဖာတဲ့လုပ်ငန်းကိုဆောင်ရွက်ဖို့လိုပါတယ်။ စဘာတိနယ်စိုက်ပြူရမှာတမန်ညက်ဖို့ကအရေးကြီးကြီးပါတယ်။လဲမအပုတ်ဆိုတဲ့စကားနဲ့အညီစိုက်ခဲတွေ့မှာရှိတဲ့ပေါင်းမျက်ပင်တွေအကုန်လုံးကပုတ်ဆွေးသွားပြီးတော့တမန်နဲ့ရောသမမှုသွားတဲ့အထည်ကိုပြုလို့ရမှာပဲဖြစ်ပါတယ်။စိုက်ပြူတမန်တိနယ်ပင်တွေအကုန်လုံးရဲ့အာဟာရလိုအပ်ချက်ကလေယာဉ်မှာရှိနေတဲ့ ညောစာတွေနဲ့မလုံလောက်ပါဘူးညောစာကိုကျူးပေးရမှာပဲဖြစ်ပါတယ်ညောစာလို့ဆိုတဲ့နေရာမှာတဘာဝညောစာရောတမီဩစာရောနှစ်မျိုးစလုံးကိုမလွဲမသွေထည့်ပေးရပါမယ်ဒီနှမျိုးစာလားနိုက်ထရိုဂျင်ဖော့စဖရက်နဲ့ပိုတက်ဆီယမ်တွေကိုလုံလောက်အောင်ထည့်ပေးရမှာပဲဖြစ်ပါတယ်ဒီနှမစိုက်ပြူမီစိုက်ပြူမီမှာရှိပြီးတဲ့အာဟာရကိုမျိုးစစ်စစ်ပြီးတော့လိုအပ်တဲ့ပါဝင်သေးတဲ့အာဟာရဓာတ်တွေညောစာတွေကိုကျူးပေးရမှာပဲဖြစ်ပါတယ်ကျူးပေးတဲ့ပမာဏကအမှန်ဖို့အရေးကြီးပါတယ် ွေးတဲ့အချိန်ကလည်းနိုင်ရပါမယ်။ပူမယောဂါကိုကြိုတင်ကာကွယ်ဖို့အတွက်ကတော့မဆိုင်ပြုမိခြင်းတွေကမျိုးစင်းနဲ့ဒီမဆိုင်ပြုရတာမျိုးတွေရှိပါတယ်။ပေါင်မြက်ဆိုလို့ရှိရင်လည်းပေါင်မြက်ပင်တွေမပေါင်မိကြရကြိုတင်ချက်ပတ်ထားရတာမျိုးတွေရှိပါတယ်။ရှားသေးလိုက်၊ဒေသလိုက်၊သီးနာလိုက်၊တာရောက်တဲ့ဖြည့်စင်းနိုင်တဲ့ပူမွားတွေကိုကြိုတင်လေ့လာထားဖို့ကလည်းအရေးကြီးပါတယ်။ အကောင်းဆုံးကတော့ကုမောယောဂာလန်ခံနိုင်တဲ့မျိုးကိုအသုံးပြုဆိုင်ပြုတာကအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ကြာရောက်ခဲ့ပြီဆိုလို့ရှိရင်လည်းနှိမ်နင်းနိုင်တဲ့နည်းလမ်းတွေကိုကြိုတင်ပြီးတော့ဦးစားပေးဆောင်ရွက်ထားရပါမယ်။ဆိုတော့ဒီနယ်ဆိုင်ပြုထုတ်လုပ်မှုဆိုင်ရာမှာလိုအပ်တဲ့ချက်လက်တွေကိုဒီနေ့မှာအစိမ်းအောင်လန်ကဆရာဆင်းတီဟာရဲ့စောင်းပါလေးနဲ့အတူတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ဦးကြီးတို့အားလုံးကျန်းမာချမ်းသာကြပါစေ။